အားလုံးမင်္ဂလာပါဒီနေ့မှာတော့မျှဝေမဲ့အကြောင်းတရားလေးရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဘုရားမှာကိုကအသက်ရှင်နေထိုင်တဲ့အခါမှာပေါ့နော် လူစီတော်ကံဆိုးတာရှိမယ်ကံဆိုးတာတွေဂျိုးဆိုးတာတွေတတာဆိုးတာတွေပေါ့နော်ဇာတာပေါ့ကံဇာတာဂျိုးစီးတယ်ဂျိုးတွေဆိုးကံတွေဆိုးကံတွေညက်ကံတွေခိုက်တဲ့အခါမှာဘာတွေဖြစ်မလဲဆိုတော့ကံဆိုးကံညက်ကံခိုက်တဲ့အခါမှာ အစဉ်ပြေမှုတွေဖြစ်တာပေါ့ဟုတ်တယ်မလားကံဆိုးတဲ့ခါမှာကိုယ့်ဘဝမှာဘာဖြစ်ဖြစ်လူမှုရေးစီးပွားရေးကျန်းမာရေးအခြေရေးအိမ်နောင်ရေးငွေကြီးအခက်အခဲတွေကြုံရတယ်တက်တနာအမှုခင်တရားတပောင်တွေကြုံရတယ်နော်ဆေးရုံစီကန်းတွေရောက်တယ်တရားတပောင်တွေရောက်တယ်အဲပြီးလို့ရှိရင်ငွေကြီးတွေခက်ခဲဖြစ်တယ်မိသားစုတွေအိမ်နောင်ရေးတွေအစဉ်မပြေမှုတွေကြုံရလိမ့်မယ်အဲ့တော့ကံနေဆိုးနေပြီဆိုမှတော့ဘဝမှာ စိတ်နေရာကြီးပေါ့ပတ်စံတွေလည်းဘဝင်တော့မလဲပေးကြရှိရမပေးနိုင်ရတာရှိရတယ်မရနိုင်စိတ်ဆင်းရတယ်အဲ့တော့ဒီနေ့မှာဦးစင်းကဗာမျှဝေမလဲဆိုလို့ရှိရင်ဘဝမှာအခုကိုကကံနေစိုးနေတယ်ကံစိုးတွေကံနေကံစိုးတယ်တတာတွေဇာတာတွေစိုးညံ့နေတယ်ပတ်စံတွေလည်းမဝင်ဘူးစိတ်တွေညှင့်နေရဆိုလို့ရှိရင်အခုချက်ချင်းစိုးတဲ့ကံတွေပပြပြပြီးတော့ကံတွေချက်ချင်းကောင်းအကုန်လုံးအစဉ်ပြေငွေရေးကြေးရေးတွေစီဝါရေးတွေလက်လာပါတွေ အကုန်လုံးအဆင်ပြေအောင်ဘယ်လိုလုပ်ရမလဲဆိုတော့အနောက်တိုင်းကမော်အတက်ပညာကိုမျှဝေမှဖြစ်ပါလေဒီမော်တက်ပညာကအင်မတန်မောက်ရေပန်းစားပြီးတော့ပေါက်နေတဲ့အနောက်တိုင်းမှာတော်တော်နာမည်ကြီးတဲ့မော်ပညာပေါ့ခုကန်ဒီစိုးနေတဲ့ငွေတွေဝင်မှုဆိုလို့ရှိရင်အခုကန်ဒီချက်ချင်းကောင်းပြီးတော့ငွေတွေအများကြီးဝင်လာအောင်ဘယ်လိုလုပ်ရမလဲဆိုတော့ရိုးရှင်းလွယ်ကူတဲ့နီးစနစ်လေးကိုမျှဝေမှဖြစ်ပါလေအဲ့ဒီနီးစနစ်ရဲ့မော်အတက်ပညာကိုတော့ဘိတ်ဆုံးမှမျှဝေမှဖြစ်ပါလေအချုပ်အနေနဲ့မျှဝေမှဖြစ်ပါလေ ဒီနေ့ဦးစင်း1 on 1 VIV client နေနဲ့လောက်လာဆိုရင်ခုနှစ်နှစ်အတွင်းထဲကိုဝင်ရောက်လာပါပြီ။အဲ့ဒီ1 on 1 VIV နေနဲ့အလုပ်လုပ်တဲ့ခါမှာလည်းတယောက်နဲ့တယောက်မတူညီပါဘူး။အလှော်အားတွေမတူဘူး၊လဲပယ်တွေမတူဘူး။တဖြည်းဖြည်းနဲ့ပညာတွေနည်းနည်းတဲ့အစဉ်တွေကိုတဖြည်းဖြည်းနဲ့တက်လှမ်းသွားတာဖြစ်တယ်။အဲ့ဒီ1 on 1ရဲ့အခြေခံထဲမှာအကောင်းဆုံး၄စနစ်တည်းထဲမှာတစ်ခုကိုဒီမှာပထမပိုင်းဒုတိယပိုင်းဆိုပြီးတော့သင်ပါတယ်။ ပထမပိုင်းဒုတိယပိုင်းသင်တဲ့အခါမှာဒီပထမပိုင်းတွေက1 on 1ကိုအခမဲ့ဒီမှာပြီးမှဖြစ်တယ်ဒီ1 on 1ရဲ့ပညာဟာလောကီလောကုတ်ပြည့်ညတ်ပရမတ်ကိုဆက်ဆက်ပြီးတော့သင်ပေးတဲ့ပညာဖြစ်ပါတယ်ဒုတိယပိုင်းပညာရောဒီလောကီမှာအသိပညာအတတ်ပညာတွေဆိုတာကတော့ဘလောက်ပဲသင်သင် သင်လို့မကုန်ပါဘူးကိုယ်ပေါ်မှာလုံလောက်တယ်လို့မခံစားရဘူး ဥမာပေါ်တက္ကရာမရိခိပညာသင်တယ်သင်ပြီးတော့လဲပြီးတာမဟုတ်တာပရာဏာနာကြံသေးတယ်ဩပရာဏာသင်ပြီးတော့လဲပါဝါအော့မိုင်းလေကြံတယ်ပါဝါအော့မိုင်းပြီးတော့လဲဘာဖြစ်လဲကိုယ်ရအုံးအောင်နီယိုဆိုင်ရနဲ့ပတ်တရာသင်ရတယ်ဟာဒါတွေပြီးတော့လဲ happy money ကြီးတယ် happy money ပြီးတော့လဲပြီးလာမပြီးဘူးပတ်စံနဲ့ပတ်သက်လို့မာရိုအပ်တယ်အိုးပညာတွေကဘဝမှာလုံလောက်တယ်လို့မရှိဘူးအဲ့တော့ဥစဉ်ကတော့ဒီဒုတိယပိုင်းမှာတက္ကမာကြီးပေါ့နော်ရွန်ဒါဘန်းရဲ့သူ့ရဲ့ ဩစတြေးလျကဆင်းရဲတဲ့ဘဝနေသူကဘာကြော်ပြီးချမ်းသာလာအောင်လုပ်တဲ့ပညာပေါ့အဲ့ဒါကိုဒုတိယပိုင်းမှာညှောက်မှဖြစ်ပါတယ်အခုပထမပိုင်းမှာပထမပိုင်းမှာဒီ11 VIP နဲ့လုပ်တဲ့ပညာလေးကိုဒီမှာအားလုံးကို11 VIP လုပ်သလိုပဲတင်ပြီးမှဖြစ်ပြီးတော့နောက်ဆုံးပိတ်မှာတော့ဘာတင်မလဲဆိုလို့ရှိရင်တော့အခုကန်ဆိုးနေတဲ့ပတ်စံနေမရှိဘူးဆိုရင်အခုကန်ချက်ချင်းကောင်းသွားအောင်ပတ်စံတွေအများကြီးဝင်လာအောင်ဘလို့လောရမလဲဆိုတော့ပေါ်အတတ်ပညာကိုလည်းပေးမှဖြစ်ပါတယ်အဲ့တော့လောကမှာပေါ့ ကောင်းလို့ရာလေးတွေကိုယ့်အတွက်အကျိုးရှိမှတွေအသုံးချပါတယ်ပေါ့နော်မကောင်းတဲ့အရာတွေတော့ဖယ်ပါတယ်အဲ့တော့ဒီမှော်အတက်ပညာတော့တော်တော်လေးပေါက်တဲ့ပညာလို့ခေါ်ပါတယ်ပေါ့နော်ကံဒီချက်ချင်းကောင်းငွေတွေချက်ချင်းဝင်အောင်ဘယ်လိုလုပ်ရလဲဆိုတဲ့ပညာပါပဲအော်ဒီပညာမတင်ပါ1 on 1ဆိုတဲ့ပညာကြီးကိုသင်ပေးပါမယ်ကဲစလိုက်ရအောင်ဘဝမှာကိုကချွတ်တဲ့နေတယ်စင်ရဲနန်းပါနေတယ်အဲ့ဒါလိုချင်လား ဲ့ဖြည်းဖြည်းဖြည်းလိုချင်လားမလိုချင်ဘူးဟုတ်ပြီကိုမလိုချင်တဲ့ဆင်းရဲနေတဲ့ဘဝကံဆိုးနေတဲ့ဘဝစိတ်ဆင်းရဲနေတဲ့ဘဝမလိုချင်ဘူးဆိုကိုဘာလိုချင်လဲကံကောင်းတဲ့ဘဝကျမ်းမာတဲ့ဘဝချမ်းသာတဲ့ဘဝအပျော်ရှင်တဲ့ဘဝကိုလိုချင်တယ်အဲ့တော့ကိုလိုချင်တဲ့ဘဝကိုရဖို့အယိုးရှင်ဆုံးအလွယ်ကူဆုံးဖြတ်လန်းနေရတော့ဘာလဲဆိုရင်ဟန်ဆောင်တက်ရမယ်တဲ့နော်ဒီမှာ like click နားထောင်ပြီးတဲ့အခါမှာ like and comment share လုပ်သွားအဲ့ဒါကိုကူးသူတွေရပြီးတော့ချက်ချင်းချမ်းသာလိမ့်မယ်နော် ဟုတ်ပြီအောက်မှာလည်းပြောတဲ့ဟာလေးတွေမှတ်မယ်နော်အဲ့တော့ကိုဟာပြည်သူချမ်းသာကြဲဝါတဲ့လူတားတဲ့ဘဝကိုရပါစုံပါဖြစ်လေဟန်ဆောင်တက်ရမယ်အခုပြစ်ဆုံးပန်းမှာ ကိုကချွတ်တဲ့နွမ်ဘာစင်းရဲနေအောင်ငါချမ်းသာနေပြီလို့ဟန်ဆောင်ပြီးတော့အခုပြုံးလိုက်ပါမကြခင်မှာမမျော်လင့်ထားတဲ့ချမ်းသာကြဲဝါမှုတွေဟာကိုဘဝတဲ့ကို ရောက်လာပါလိမ့်မယ်ဒါပေမဲ့အချိန်ကြာကောင်းကြာလိမ့်မယ်စိတ်ရှိပါအချိန်လေးတော့စောက်ပါ ကိုလိုချင်တဲ့ဘဝကိုမရဘူးဆိုတာကိုနဲ့မထိုက်တန်လို့မဟုတ်ပါဘူးအချိန်မတန်သေးလို့ကို့ဘဝတွေကိုရောက်မလာတာဖြစ်ပါတယ်အဲ့တော့ရုပ်ရှင်မင်းသားမိသမီးတွေလိုပဲပေါ့နော်တဒန်လို့တယုတ်နဲ့သူဆိုရုပ်ရှင်မင်းသမီးမင်းသားမင်းသမီးတွေတယုတ်ဆောင်တယ်တယုတ်ဆောင်မှာသူတို့လူရီယာအားပေးတာပေါ့ဒါမှမဟုတ်သူကအောင်မြင်ပြီးတော့ဗာဖြစ်လေအကယ်ဒမီတွေရတာတယုတ်ဆောင်တာမဆောင်တတ်ဘူးဆိုလို့ရှင်ဒီမင်းသားမင်းသမီးကမပေါက်ဘူးအမှုပညာနဲ့လှုပ်ရှားလို့မရဘူးအကယ်ဒမီတော့ဝေလာဝေးပဲအဲ့တော့သူကရုပ်ရှင်ဇာကန်လေးမှာ စိုးတဲ့ခန်းဖြစ်ဖြစ်မိုက်တဲ့ခန်းဖြစ်ဖြစ်လိမ်မာတဲ့ခန်းဖြစ်ဖြစ်ကောင်းတဲ့ခန်းဖြစ်ဖြစ်မှာသူဟာတရုတ်ဆောင်လာကောင်းလို့ရှိရင်ပြိတဲ့အားပေးလို့ရပြီးတော့အောင်မြင်ကျော်ကြားလာမယ်ချမ်းသာလာမယ်အကယ်ဒမီတွေရလာမယ်အဲ့တော့တခါတခါမှလည်းကိုယ့်ဘဝမှာချုပ်တဲ့စင်မနေတော့ငါချမ်းသာနေတယ်လို့အကယ်ဒမီလျှော့ရအောင်ဟန်ဆောင်အောင်မှာဖြစ်ပါတယ်ကိုယ့်ရဲ့အကယ်ဒမီလျှော့ပုံစံနဲ့အကယ်ဒမီတွေအများကြီးအောင်ကိုယ့်ရဲ့အတွေ့အကြုံကိုယ့်ရဲ့ခံစားချက်တွေကိုယ့်ရဲ့အပြောတွေမှာငါချမ်းသာကြေဝနေပြီလို့ဟန်ဆောင်ပြလိုက်ပါ ိုယ့်ရဲ့အလှပဆုံးအတောက်ပဆုံးချမ်းသာနေပြီဆိုတဲ့ခံစားချက်ကနေထွက်ပေါ်လာတဲ့အပြုံးတွေဟာကိုတကယ်ချမ်းသာကြေဝလာဖို့အကယ်ဒမီရွှေစင်ရုပ်ထုကိုကိုချီးမြှင့်တာလောကကြီးကခံရလိမ့်မယ်လောကကြီးကကိုကိုချမ်းသာကြေဝမှုတွေချီးမြှင့်တာခံရလိမ့်မယ်အဲ့တော့ချမ်းသာကြေဝဖို့ဟန်ဆောင်ခြင်းကကိုကိုတကယ်ချမ်းသာတဲ့ဘဝကိုရရှိလာစေမှာဖြစ်တယ်ကိုဟန်ဆောင်နေတဲ့အရာပေါ်မှာစိတ်ကူးပြီးတော့အခုမြင်အောင်ကြည့်လိုက်ပါချမ်းသာနေတဲ့တထေးကြီးတွေတထေးမကြီးတွေဖြစ်ချင်တဲ့သူဟာ မွေတေစင်းရဲတဲ့ဘဝကလေးကကိုတထေးဖြစ်နေပြီဆိုတဲ့နမိတ်ပုံရိပ်တွေပေါ်ပြီးတော့ခိုင်ခိုင်မာမာတွေးနေခံစားနေပျော်ရွှင်စွာ နေထိုင်မှုလိုတယ်တထေးဘဝကိုမြောက်ခင်ကလေးကတထေးဘဝကိုရောက်နေနေသလိုဟန်ဆောင်တက်ရမယ်ကိုယ့်ရဲ့အတွေးတွေအပြောတွေခံစားချက်ကနေတုံခါမှုကွဲ့ vibration frequency energy တွေကအရန်ကိုပါဝါကြီးပါတယ်အဲ့ဒီ energy vibration frequency တိုင်းကစွန်အားကြီးတယ်သူတို့ဟာစွန်ရင်စီးခြင်းစွန်ရင်စီးကြောင်းအတိုင်း အနေကြီးတွေဟာစက်ကွင်းတွေကိုစက်ကြဝဠာကိုရောက်ရှိတယ်။အနေကြီးတွေဟာဓာတ်တူရာတွေချိတ်ဆက်ပြီးတော့အနေကြီးတွေစက်ကွင်းတွေဟာစီစဉ်လဲပတ်အလုံးလုံးတွေကြရတယ်။ focus go energy flow ကြားဦးရမလား focus go energy flow ကိုအာယုံစူးစက်လိုက်တဲ့ပေါ်ပါစွန့်ရင်ကဖြစ်တည်ပြီးတော့အဲ့ဒီစွန့်ရင်တွေဟာအသက်ဝင်အလုံးလုံးတယ်။စက်ကြဝဠာမှာရှိတဲ့အရာအလုံးဟာအကျဉ်းတုံခါမှု vibration တွေရှိတယ်။ကိုဖြစ်ချင်တာတွေမဖြစ်ချင်တာတွေကိုစက်ကြဝဠာကြီးကမသိပါဘူး။ တုံခါမှုပဲစက်ကြဝဠာတည်တယ်။အဲ့တုံခါမှုအတိုင်းပဲ vibration တိုင်းပဲစက်ကြဝဠာကြီးက law of universe law of attraction တွေကအလုပ်လုပ်ပါတယ်။ law of attraction ဆက်စပ်မှုနိယမဟာတကယ်ကိုစဉ်းမှန်ပြီးတော့သူ့သဘောငါသဘောဘု து သဘောမှမပါတဲ့အနတ္တသူ့လုပ်ကို သူ့လုပ်နေတာ ဖြစ်တယ်။လူဆိုတာဟန်ဆောင်တက်ရမယ်။ကိုလိုချင်တဲ့ဘဝကိုရရှိနေတယ်လို့ဟန်ဆောင်ပါ။ကိုလိုချင်တဲ့ ိုလိုချင်တာတွေကိုချမ်းသာကြေဝမှုတွေကိုကိုယ်စိတ်ကတောင်းတတဲ့အတိုင်းတောင်းတတယ်ဆိုတာဗာလေပုံရိပ်ဖော်တာစိတ်ကဖွဲ့တာကိုတောင်းတတဲ့အတိုင်းတကယ်ဖြစ်ပေါ်လာအောင်စွဲပြီးတော့တွေးတာပေါ့စိတ်ကပုံဖော်တာတွေဟာဖွဲ့တာတွေဟာစွဲတာလို့ခေါ်တယ်အစင်မပြေတာတွေစိတ်ဆင်းရဲတာတွေမရှိတာတွေတွေးနေရင်အဲ့ဒီတတ္တိတွေက အကျိုးပေးတော့ကိုဘွားကစင်ရဲ့ချွတ်တဲ့နံပါတယ်အစင်ပြေတာအောင်မြင်တာတွေချမ်းသာတာတွေပျော်ရှင်တာတွေတွေးတော့ အဲ့ဒီတတိကအကျိုးပေးရင်အဲ့ဒီအတတိအတိုင်းချမ်းသာကြဝပျော်ရှင်တယ်လောကမှာလူတွေဟာဆင်းရဲချမ်းသာဆိုတာအဲ့ဒီသူတို့အတွေးပေါ်မှာမူတည်ပြီးတော့ဖြစ်သွားကြတာဖြစ်တယ်အတွေးတွေခံစားချက်တွေကြောင့်ဆင်းရဲတဲ့သူ ချမ်းသာတဲ့သူ ကွဲပြားသွားကြတာဖြစ်တယ်ဒါကြောင့်ကိုယ့်ရဲ့အတွေးခံစားချက်ကိုဂရုစိုက်ဖို့လိုပါတယ်မကောင်းတဲ့အတွေးတွေမကောင်းတဲ့ခံစားချက်တွေမဖြစ်ပေါ်အောင်နေထိုင်ရမယ်ပေါ်ရင်လည်းကောင်းတဲ့အတွေးကောင်းတဲ့ခံစားချက်လမ်းကြောင်းပေါ်ကိုပြောင်းလဲတင်ပေးရမယ် စိတ်ရဲ့သဘောတရားကရှေ့စိတ်ချုပ်သွားရင် နောက်စိတ်ကအတိတ်အတိတ်တွေနဲ့အစာထိုးပြီးသွားတယ်။ဒကမာတွေကအခုမြင်နေတယ်မလား။အာငါမြင်တာ။အဲ့မြင်နေအာရကိုယ့်ရဲ့မျက်စိထဲမှာမြဲနေတဲ့နှိမ့်စာခိုင်နေအနတ်အတ္တကြီးလိုယူထားတာအမှန်တော့မဟုတ်ဘူး။မြင်စိတ်လေးဟာစိတ်ပြီးစိတ်အစာထိုးသွားတာအနတ္တပဲအဲ့လိုနားလည်ရမယ်။ကိုယ့်ရဲ့စိတ်ဟာနှလုံးသားမှာတည်ရှိတယ်လို့ဗုဒ္ဓဟောတာဗုဒ္ဓဟောကြားခဲ့တာလည်းရှိပါတယ် ဲ့တော့စိတ်မှာစိတ်ကအာယုံကိုဖမ်းတယ်ကိုစိတ်ကဘာဖြစ်လဲအခုမြင်နေရတဲ့ဖျားပုံအာယုံကိုဖမ်းတယ်ကိုနှလုံးသွင်းတဲ့အခါမှာတက်တိကိန်းသွားတယ်ကိုစိတ်ကပုံဖော်လိုက်တာတွေကကိုရဲ့အတွေးမှာဒီဖျားပုံဖျားဆင်းလို့ကြီးပေါ်လာတယ်အဲ့ဒါနှလုံးသားမှာတက်တိကိန်းတယ်လို့ဆိုတယ်အတွေးတွေကတွေးလိုက်တဲ့ပုံရိပ်တွေကဘဝမှာဖြစ်ပေါ်လာတယ်အခုကိုမြင်နေမြင်တာတွေကကိုရဲ့အတွေးအာယုံမှာပုံရိပ်ကြီးပေါ်လာတယ်အဲ့ဒီပုံရိပ်တွေကိုကိုခံစားတဲ့အခါမှာ ကိုယ့်ရဲ့ကြင်ညိုတဲ့စိတ်တရားစိတ်ကုစုစိတ်တွေဟာကိုယ့်ရဲ့အနာဂတ်ဘဝမှာအကျိုးပေးတဲ့လူချမ်းသာနတ်ချမ်းသာဂျမချမ်းသာပေါ့အဲ့တော့လူတွေဟာအာယုံ6ပါးဆိုတာရှိတယ်မျက်စိနားနှာခေါင်းရှာကိုယ်စိတ်အဲ့တော့ကဘာကြီးမှာလူကြီးတွေဟာတန်ပေါင်းများစွာရှိတယ်တောင်တောင်မတူညီကြဘူးဘလောက်ပဲမတူညီမတူညီအားလုံးချုပ်လိုက်မယ်ဆိုရင်ရုံးနဲ့နှံမယ်ရှိတယ်ဒါပဲတကဘာလုံးက ဲ့နှစ်ခုနဲ့ကဘာကြီးကိုချုပ်ကင်ထားလို့ရတယ်အဲ့ယုံနေတာမှာပါလေတာလာယတနာမျက်စိနာနာရှာကိုစိတ်ဆိုပြီးတော့အောင်ဆောက်ပါရှိရဒါပဲတလောကလုံးကနော်စိတ်ဟာအာယုံမရှိဘဲနဲ့စိတ်မဖြစ်ဘူးဒီဖျားစင်းလူတော်ဆိုတဲ့အာယုံမရှိဘဲနဲ့ဉာဏ်စိတ်မဖြစ်ဘူးဒီဖျားစင်းလူတော်ဉာဏ်စိတ်လေးအာယုံရှိမှဉာဏ်စိတ်ဖြစ်တာအာယုံရှိမှစိတ်ဖြစ်တယ်အဲ့လိုလေးနားလည်ထားရမယ်အာယုံနဲ့စိတ်ကွဲရမယ် အာယုံမှန်သမျှဟာဂိတ်တကား6ပောက်ကဝင်လာမှာနော်ကိုယ့်ရဲ့မျက်စိနားနာ ရှာကိုစိတ်နော်ရှေ့စိတ်နောက်စိတ်ကိုတက်သည့်အနေနဲ့အကျိုးပေးတယ်နောက်စိတ်ကရှေ့စိတ်ကိုဖမ်းလိုက်တယ်ဖွဲ့လိုက်တယ်အခုကိုကမြင်တယ်ဒီဖျားစင်းလူတော်ကိုမြင်တယ်ဆိုတာရှေ့စိတ်ဖျားလို့တိလိုက်တာက နောက်စိတ်ရှေ့စိတ်ကဖမ်းလိုက်တယ်ကိုယ့်ရဲ့အုံနောက်မှာကိုယ့်ရဲ့ဓမာယုံမှာပုံရိပ်ဖို့ဖွဲ့လိုက်တယ်အဲ့ဒါကပုံရိပ်ပေါ်လာတယ် ဲ့ဒီဖွဲတဲ့အားကြောင့်ပုံတွေပေါ်လာတဲ့ခါမှာနောက်စိတ်ကတာဖျားလို့တိတယ်ကြီးညိုတရာစိတ်တွေဖြစ်တယ်မြင်းနဲ့အာယုံရှေ့စိတ်ကိုနောက်စိတ်တိတဲ့စိတ်ကပုံရိပ်ဖော်လိုက်တယ်ကြိုက်မကြိုက်ဖြစ်သွားတယ်။ဩဒါကကိုကဗုဒ္ဓဘာသာဆိုရင်တော့ကုစုစိတ် ဖြစ်သွားတာပေါ့။ဗုဒ္ဓဘာသာမဟုတ်ရင်တော့ကုစုစိတ်မဖြစ်ဘူး။အဲနောက်စိတ်မှဖြစ်တာ။မြင်းနဲ့အာယုံကြားတဲ့အာယုံတွေကိုနန်လေးပါးပေါင်းလိုက်ပြီးတော့တည်ပြီးရင်နောက်စိတ်ကဖွဲ့လိုက်တယ်။နန်လေးပါးဆိုတာဘာလဲ တညာရဲ့တင်္ခါရရဲ့ဝေဒနာရဲ့ဝိညာဉ်ရဲ့နော်အဲ့နန်လေးပါးကပေါင်းလိုက်တယ်ပေါင်းလိုက်ပြီးရင်ဗာလဲနောက်စိတ်ကဖွဲ့လိုက်တယ်ဖွဲ့ပြီးရတဲ့တွေးစိတ်ပေါ်လာတယ်ငင်းနာမြင်လဲမြင်တယ်ကြားလဲကြားတယ်ပေါ့နော်အဲ့တော့မြင်တယ်ကြားတယ်နမ်းတယ်စားတယ်ထိတယ်တွေးတယ်အဲ့ဒါပေါ်လာတယ်မာလဲကိုအတွေးမှာဓမ္မယုံမှာမြင်စိတ်ကြားစိတ်နမ်းစိတ်ထိစိတ်တိုင်းမှာတွေးစရာပေါ်တယ်လို့သိထားရမယ်နော်အခုတက္ကမတွေကို ်ဦးစင်းကပြောမယ်ကိုအိမ်ကိုကိုပြန်စင်းစားကြည့်လိုက် နော်အိမ်လို့ပြောလိုက်မယ်ဆိုလို့ရှိရင်ကိုနားကအိမ်လို့အတန်ကြားမယ်နားကနေအခုနော်ဦးစင်းပြောတာကြားတယ်အိမ်လို့ပြောလိုက်တယ်အဲ့ဒီပြောလိုက်တဲ့အတန်မှာအိမ်ပုံတရမပါဘူးနော်ကိုရဲ့နားရေကနေကိုအိမ်ကြီးကလည်းဝင်မလာဘူးအိမ်လို့ကြားလိုက်တဲ့ရှေ့စိတ်အတန်ဟာကြားစဲအခိုက်မှာပဲမရှိတော့ဘူးဒါပေမဲ့နောက်စိတ်မှာဖွဲ့လိုက်တော့အိမ်ပုံတရံနေအမိုးတွေအကားတွေအခင်းတွေတိုင်နေပေါ်လာတယ် အဲ့ဒီနောက်စိတ်မှာပုံရိပ်ပေါ်တဲ့အချိန်မှာစင်းရအောင်လဲလုံနိုင်တယ်ချမ်းသာအောင်လဲလုံနိုင်တယ်မလို့ဂျင်နာဖြစ်အောင်လဲလုံနိုင်တယ်လိုဂျင်နာဖြစ်အောင်လဲလုံနိုင်တယ်အဲ့ဒီလုပ်ဖို့ကနောက်စိတ်မှာညံပါဖို့လိုတယ်ကိုယ်အိမ်အကြောင်းတွေ့တဲ့အခါမှာအိမ်နဲ့ပတ်သက်လို့စိတ်မချတာကြီးပူပန်တာကြီးစိုးရိမ်တာကြီးဖြစ်လာလိမ့်မယ်နောက်စိတ်မှာအိမ်အကြောင်းမတွေ့တော့ကအဲ့လိုစိုးရိမ်တာတွေအိမ်ကိုစိတ်မချတာကြီးမဖြစ်ဘူးနော်အိမ်အကြောင်းတွေ့လိုက်အခါမှာအိမ်မှာသားသမီးတွေလင်းနေပစ္စည်းဥစ္စာတွေကိုစိုးရိမ်ပုံတွေဖြစ်လာတယ်အဲ့ဒီအချိန်မှာဆက်တွေးတယ်အဲ့လိုပေါ်တဲ့အချိန်မှာပေါ့နော် အဲ့ဒီအတွေးတွေကိုကိုဖြစ်ရှင်နေတဲ့အရာဖြစ်အောင်ညံထဲပြီးတော့လှုပ်ဖို့လိုတယ်ဟန်ဆောင်ချင်းကိုထက်ရမယ်ညင်းနေကြားတယ်ဒီမီနန်ကြားအာယုံကိုနောက်စိတ်ကပုံရိပ်ဖော်တယ်ပြီးတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့စက်တေးစရာတွေဖြစ်ပေါ်လာတယ်ပုံရိပ်တွေကိုအမုံလေးတွေနဲ့ဖွဲ့လိုက်တာဖြစ်တယ်အဲ့ဒီအတွေးပုံရိပ်တွေဟာအတီမရှိဘဲနဲ့ချုပ်ပြောက်သွားတယ်ရုပ်ကလပ်ပင်ဆယ်အမုံလေးတွေအများကြီးနဲ့ဖွဲ့ပြီးတော့အဲ့ပေါ်တော့အဲ့ရုပ်ကလပ်ပင်ဆယ်လို့ခေါ်ပိတ်ပံပညာမှာပြောတာပါ ယုတ်ကလက်ပင်ဆက်အမုံလေးတွေအများကြီးနဲ့ဖွဲ့အားကြောင့်ယုတ်ကလက်အမုံလေးတွေစုပြီးတော့ပုံရိပ်ပေါ်လာတာပကတိမျက်စိနဲ့မြင်နိုင်လောက်တဲ့အရာတော့မဟုတ်ဘူးအဲ့အမုံလေးတွေကိုအနုပြူဆိုတဲ့အဲအနုမြူဆိုတဲ့အမုံလေးတွေကိုခေါ်တာပေါ့နော်အဲ့ဒီအမုံလေးတွေကိုတော့သေလွန်အားကြီးတာကြောင့်ဖွဲ့ရင်ပြောက်သွားတယ်လို့ဆိုတယ်ကိုယ့်ရဲ့အတွေ့တွေးလိုက်တဲ့ပေါ်မှာပေါ်တဲ့ပုံရိပ်လေးတွေဟာဖွဲ့တိုင်းပျောက်ပျောက်သွားနေတယ်ပေါ့ အခုပေါ့နော်ကိုတခုခုတွေးလိုက်တယ်ကိုအိမ်ကိုစဉ်းစားတယ်ကိုအိမ်เจ้าကိုတွေးမယ်အိမ်မှာဖျားစင်တွေအဲခန်းတွေအိမ်ကန်းတွေထမင်းစားကန်းတွေပစ္စည်းတွေနော်သားသမီးတွေဒါတွေတခုတခုပေါ်လာမယ်တခုတခုကိုကဆက်တွေးတယ်အဲ့ဒီအချိန်မှာပထမတွေးလိုက်တယ်ပုံရိပ်မရှိတော့ဘူးအိမ်အเจ้าတွေးလိုက်အချိန်မှာအိမ်ပုံရိပ်ပေါ်မယ်သားသမီးเจ้าဆက်တွေးတဲ့ခါမှာအိမ်အိမ်ဆိုတာမရှိတော့ဘူးအော်တာသမီးကြောင့်တွေ့တဲ့အခါမှာပစ္စည်းကြောင့်ထပ်ပေါ်လာမယ်ပစ္စည်းရေစိတ်မချတဲ့အခါမှာတာသမီးမရှိတော့ဘူး ဲ့တော့ပီပုံရိပ်တရားဖွဲ့လိုက်တိုင်းဖွဲ့လိုက်တိုင်းမှာမရှိတော့ဘူးအိမ်နေသားသမီးတွေပစ္စည်းဥစ္စာတွေအဲ့ဒီအရာအဲ့အရာပါလေကိုယ့်ရဲ့အတွေးမှာကိုယ့်ရဲ့မနာမနောတမယုံမှာပေါ်ကိုက်အခန့်တည်းပဲပြီးတော့ဗာဖြစ်လေမရှိတော့ဘူးချုပ်ပြောက်ကုန်တယ်ပြောရရင်အတွေးတွေကြောင့်စိတ်မှာပုံရိပ်တွေပေါ်တယ်အဲ့ဒီတော့အတွေးတွေဟာကိုယ့်ရဲ့မနောတမယုံမှာပေါ်လာတယ်ကိုယ့်ရဲ့အတွေးကိုကပေါ်တော့တွေးတယ်တွေးရဲ့ဆိုလို့ရှိရင် အဲ့ပုံရိပ်တွေကိုကိုကတကယ်ယူလိုက်မယ်ဆိုလို့ရှိရင်အကိုဒုက္ခဖြစ်ကြောရှိပြီးဒါကြောင့်ကိုရဲ့မနောဓမ္မယုံအတွေးတွေမှာတွေးနေရင်နော်ဘဝတွေပြောင်းလိမ့်မယ်တဲ့ကိုတွေးနေတဲ့တွေးတွေမှာကိုဘဝတွေပြောင်းလိမ့်လိမ့်မယ်အော်လူတွေကဟို၆ပေခေါင်းနဲ့ရောက်မှသေလို့ထင်တာအမှန်တော့မဟုတ်ဘူးကိုကစက္ကန့်တိုင်းသေနေတာစက္ကန့်တိုင်းအတိတ်အတိတ်တွေနဲ့ကိုကရှင်းတန်းနေတာအဲ့တော့ကိုရဲ့အတွေးတွေတွေးနေဘဝပြောင်းအောင်မယ်ခွေးနေခွေးလူခန္ဓာကိုယ်နဲ့ခွေးစိတ်ပြောင်းသွားပြီဟုတ်ပြီလားအိမ်နေလူခန္ဓာကိုယ်နဲ့အိမ်စိတ်ပြောင်းသွားပြီ နော်အဲ့တော့အကုသိုလ်တွေဖြစ်လို့ရှင်လေလူခန္ဓာကိုယ်နဲ့အကုသိုလ်စိတ်ဘဝပြောင်းသွားပြီကုသိုလ်စိတ်တွေဖြစ်တဲ့အခါမှာလေလူခန္ဓာကိုယ်နဲ့ကုသိုလ်စိတ်နော်ဘဝတွေပြောင်းပြောင်းနေတယ်အဲ့ဒါမှဘာဖြစ်လဲကိုယ်အတွေးတွေတတိထားအတွေးတွေတွေးနေဘဝတွေပြောင်းနေမယ်ကိုယ်တွေးလိုက်အတွေးတွေကအနာဂတ်မျိုးစေ့တွေကိုယ်ကျဲလိုက်တဲ့မျိုးစေ့တွေကပေါက်လာတဲ့အပင်တွေကိုကိုယ်ကိုယ်တိုင်ရိပ်သန်းမှာဖြစ်တယ်ကိုယ်အတွေးကစိုးနေရင်ချက်ချင်းကောင်းတဲ့အတွေးလမ်းကြောင်းပေါ်မှာပြောင်းလဲပြရမယ်အဲ့ဒီတော့အရာအားလုံးကိုချစ်ပါ ချစ်ရင်နှလုံးအေးမယ်မုန်းရင်နှလုံးပူလောင်ရမယ်အဲ့တော့ချစ်လို့ရှင်ချက်ချင်းချမ်းသာမယ်မုန်းလို့မကြိုက်ရင်ပူလောင်ချက်ချင်းစင်းရလိမ့်မယ်အဲ့ဒီလိုလေးနားလေထားပါအဲ့တော့လူတိုင်းလူတိုင်းဟာဘဝမှာကြုံတွေ့နေရတဲ့ဒုက္ခဆင်းရဲဆိုတာပြင်ပကြောက်လို့ခင်နေကြတယ်အပြင်ကအရာတွေမဟုတ်ပါဘူးတဲ့လက်ကညောင်းလာပြီအဲ့တော့ပါလေအပြင်ကအရာတွေမဟုတ်ဘူးမိမိရဲ့အတွင်းအစ္စရာကြောင့်ဒုက္ခဆင်းရဲအပူမီးတွေဖြစ်နေကြတာဖြစ်တယ် ိုအတွေးလို့ပြောရင်အာလုံးပုံနာလဲမယ်လို့ထင်ပါတယ်ကိုရဲ့စိတ်ဈေးတိတ်အယူမအထင်မအမှန်မှားကနေအတွေးတွေရဲ့ရွေးချယ်မှုကနေအကောင်းဆိုးတွေဖြစ်လာတာဖြစ်တယ်ပြင်ပကတိစရာအာယုံတွေရဲ့သဘောအမှန်ကိုမသိနိုင်ကြတော့အာယုံနဲ့စိတ်အာယုံနဲ့စိတ်မကွဲပဲအတူတူထင်နေကြတာကအာယုံဒီအပေါ်စိတ်ကယူလိုက်တာကြောင့်ဆင်းရဲဒုက္ခရောက်နေရတာဖြစ်တယ်စိတ်ရဲ့မသိမှုအဝိဇ္ဇာ မောဟကြောင့်အထင်မှအမြင်မှအတွေးမှအပြောမှအမှန်မှအယူမှတွေကဒုက္ခဆင်းရဲဖြစ်ကြောရှိနေတာဖြစ်တယ်။ရှေးစိတ်ဖြစ်ဖြစ်နောက်စိတ်မဲလို့မိုးကုတ်ဆရာတော်ဖျာကြီးကဟောထားပါတယ်။မြင်တာရှေးစိတ်သိတာနောက်စိတ်မျက်စိကမြင်တယ်မနှောကသိတယ်။မျက်စိကမြင်တာရှေးစိတ်မနှောကသိတာနောက်စိတ်မျက်စိနဲ့အစင်းတိုက်တာအကြောင်းမြင်စိတ်ပေါ်တာအကျိုးမျက်စိကအစင်းကိုမြင်တယ်မနှောကယောက်ျားမိန်းမပုပ်တူပုပ်ကိုတတ်တော်ဟာဖြစ်နေပြီ။အဝိဇ္ဇာ မောဟရှိနေတော့အမှန်ကိုအမှန်တိုင်းမသိမြင်တော့ပဲရှိတယ်လို့ဒိဋ္ဌိကြီးနဲ့ယူတယ်။မြဲတယ်လို့နှိစ္နှိစ္စကြီးနဲ့ထင်တယ်။ခိုင်နေအနှစ်သာရရှိတယ်လို့အတ္တကြီးနဲ့ထင်တယ်။မျက်စိကမြင်တာအယောင်ပဲရှေ့စိတ်မှာမြင်တဲ့အတိုင်းနောက်စိတ်မှာဒီလေးရှိနေရင်အာမောဟဝိဇ္ဇာဖြစ်နေပြီ။အာမောဟရှိနေရင်အရှိကိုအရှိတိုင်းသိမြင်တယ်။မြင်တာအယောင်ပဲပုဂ္ဂိုလ်တ attva ယောက်ျားမိန်းမမဟုတ်ဘူးအရေးအနေနဲ့အာယုံမှာပေါ်လာတာပဲ။အာယုံမှာပေါ်လာတဲ့အရေးတွေကိုအပြင်ထုတ်ကြည့်ရှိတယ်ဆိုလို့ရှိရင် ရှိတယ်ဆိုလို့ရှိရင်အပြင်ထုတ်ကြည့်ဘာလို့လို့ရလဲအဲ့တော့ကိုမြင်လိုက်တဲ့အရာတွေကကိုယ့်ရဲ့အုံနောက်အတွေးဓမ္မယုံမှာပုံရိပ်အနေနဲ့ပေါ်လာတာ ဩကိုပေါ်လာတဲ့ဟာတွေကပြည့်ညက်တွေနာမည်နိမ့်တွေအရာတကယ်မရှိဘူးပထဝီအာဘောဖွဲ့စည်းထားတဲ့ပုံသဏ္ဍာန်တွေဖြစ်နေတာတကယ်မရှိဘူးမြင်တဲ့အချိန်လေးမှာပဲမြင်တဲ့စိတ်လေးဟာပေါ်လဲပေါ်တယ်ချုပ်လဲချုပ်တယ်ဒီမြင်စိတ်လေးပေါ်မှာဘယ်သူမှပိုင်လို့မရဘူးပိုင်သူလည်းမရှိဘူးအကြောင်းတိုက်ဆိုင်လုံးပေါ်ပြီးတော့အကြောင်းကင်းတော့ချုပ်ပြောက်ကုန်တာပဲအခိုင်မာမရှိဘူးအနှစ်သာရမရှိဘူးဘာတန်ဖိုးမှမရှိဘူးတွေ့တာစရာဘာမှမရှိဘူးအနတ္တပါလားလို့သိရမယ် အဲ့တော့မြင်ပြီးရင်ဖြစ်တယ်ပြက်တယ်နောက်စိတ်အစာထိုးတယ်တခါတကမတွေကငါအမြဲတမ်းမြင်နေတယ်လို့နှိမ့်စာကြီးနဲ့ယူထားတယ်အမှန်တော့မြင်စိတ်လေးကမြင်တဲ့အချိန်မှာပဲဖြစ်ပေါ်တော့နောက်ထပ်မြင်စိတ်လေးအစာထိုးတာကိုတာကြီးကိုပေါ့နော်ညံကညံလုံးတော့မသိမမြင်နိုင်တာအဲ့တော့ကိုမြင်တဲ့အရာလေးကမခိုင်ဘူးမမြဲဘူး မြင်းနေစေအခိုက်လေးမှာပဲဖြစ်တယ်ပြက်တယ်နောက်တစ်စိတ်အစားထိုးနေတယ်အစ်စ်စ်တွေအစားထိုးနေတာပါလားလို့သိမြင်သွားရင်နိဗ္ဗာန်ချမ်းသာကိုရောက်မယ်ဒုက္ခဒုက္ခဆိုတာအတွေးတွေရဲ့အာယုံပေါ်မှာယူတဲ့အယူမှာရှိတယ်ဒုက္ခဒုက္ခဆိုတာနာမည်တက်ထားတဲ့ပြဉ္ညအာယုံတွေတကယ်ဒုက္ခဒုက္ခအစစ်မဟုတ်ဘူး။တိစရာအတိခံစရာအာယုံတက်တက်မြှပဲ။အာယုံ၆ပါးအကြောင်းတိုက်ဆိုင်လို့ဖြစ်ပေါ်လာရင်လေအာယုံပဲလို့အာုံမှန်းသိရင်ဒုက္ခမဖြစ်တော့ဘူး။ဒုက္ခဖြစ်ကျော်တိုးသွားတယ်။ပြဉ္ညတ်တွေနာမတရံတွေ ပညာမရှိဘဲနဲ့မနောကမသိနိုင်ဘူးအာယုံရှိမှစိတ်ဖြစ်တယ်ရုပ်ဝိပါကစိတ်ဝိပါကကိုငါလို့ထင်နေကြတယ်မြင်ကြားနံစထိတွေ့အဲ့ဒီအာယုံတွေဟာဝိပတ်စိတ်တွေရှိတယ်ပညာကိုပညာမှန်သိရင်ကိလေသာမဖြစ်ဘူးအာယုံကိုအာယုံလို့သိမကန့်ညင်ရင်ဆင်းရဲဒုက္ခလွတ်မြောက်မယ်ပညာကိုပညာမှန်သိလိုက်တော့ငါသူတစ်ပါးယောက်ျားမိမပုပ်ကိုတတ်တော်ာမရှိတော့ဘူးမရှိတော့မကန့်ညီပဲတမာဒိဋ္ဌိရောက်တယ် အာယုံရဲ့သဘောအမှန်ကိုမသိတော့ငါစိတ်လို့သိတယ်။ယောက်ျားမိန်းမလို့ယူတယ်။အဝိဇ္ဇာကြောင့်အမှန်ကိုမသိတာ။အဝိဇ္ဇာကတစ္ဆာလေးပါးကိုမသိတာ။အာယုံရဲ့သဘောအမှန်ကိုသိတော့ငါစိတ်လို့မယူတော့ဘူး။ယောက်ျားမိန်းမလို့မထင်တော့ဘူး။ပြဉ္ညက်တွေမရှိတဲ့အရေးတွေလို့သိတော့မတွေ့တာတော့ဘူး။တတိနဲ့သိတော့တမာဒိဋ္ဌိဖြစ်တယ်။တမာဒိဋ္ဌိကတစ္ဆာလေးပါးသိတာကဝိဇ္ဇာဖြစ်တယ်။အမှန်ကိုအရှိအတိုင်းဉာဏ်နဲ့သိသွားတာပေါ့။ယုတ်ကြီးကဝိပါကအဝိဇ္ဇာကကိလေသာဝော့နော်ဒီယုတ်ကြီးကဘာဖြစ်လဲ တက္ကမကြီးရတာရရှိထားတဲ့ဒီယုတ်ကြီးကဝိပါကဝော့အဝိဇ္ဇာကကိလေသာဝော့သင်္ခါရကကံမဝော့တမာဒိဋ္ဌိမရှိရင်အဝိဇ္ဇာရှိတယ်အဝိဇ္ဇာပစ္စယသင်္ခါရအဝိဇ္ဇာပြီးရင်သင်္ခါရလာတယ်ပြီးတော့ဝိညာဏ်နံယုတ်ပတ်နေတယ်အဲ့ဒါကိုတန်ထရာလေတယ်လို့ခေါ်တယ်အာယုံ၅ပါးနဲ့တိုက်ဆိုင်ရင်ပေါ်တဲ့အာယုံတွေကိုငါလို့ထင်နေကြတယ်မျက်စိကိုငါမျက်စိလို့ထင်တယ်မျက်စိနဲ့မြင်တာကိုငါမြင်တယ်လို့ထင်တယ်ဝိပါကဝိကိုငါထင်နေတာ မြင်နာမျက်စိငါမြင်နာစွဲတာကဥပဒံငါနဲ့စွဲနေတတ်တယ်စွဲနေတော့ချစ်တာတွေမုန်းတာတွေဖြစ်ရောအဲ့ဒီအပေါ်မှာခံစားလိုက်တော့ဝေဒနာဖြစ်တယ်တဏှာဖြစ်လာတော့တဏှာပြစ်เสียဥပဒံကြကံဖြစ်လာတယ်မြင်နေစွဲလန်းနေအာထုတ်တယ်အဝိဇ္ဇာတဏှာသင်္ခါရတမှုတရားတစ္ဆာတမှုတရားတစ္ဆာကြောင့်ဒုက္ခတစ္ဆာတွေဒုက္ခယုံနံအကျိုးတွေရနေတာဥပဒံကြောင့်မြင်နာဥပဒံကြောင့်မြင်နာစွဲတယ်စွဲပြီးတော့ကံဖြစ်တာပဲ ဥပ္ပန္နာရပစ္စယဘဝတဲ့မတိဆွဲဆွဲတယ်ကောင်းဆွဲဆွဲတယ်မကောင်းဆွဲဆွဲတယ်ဆွဲနေတာပဲဥပ္ပဒါနပစ္စယကာမဘဝဥပ္ပဒံအဆွဲတွေမရှိရင်တခါတည်းနိဗ္ဗာန်ရောက်သွားတယ်မျက်စိကိုငါမျက်စိလို့ထင်တယ်မျက်စိကမြင်တာကိုငါမြင်တယ်လို့ထင်တယ်ဝိပါကဝတ်ကိုငါဆွဲတာအဲ့ဒီဝိပါကဝတ်ကြီးကိုငါကိုကြီးလို့ထင်တယ်အဲ့ဒါကိုအတ္တအယူပဲအမှန်ကဝတ်သုံး ဝက်သုံးပါးကအနတ္တပဲမြင်တာကိုဆွဲတယ်ကြားတာကိုဆွဲတယ်နားတာကိုဆွဲတယ်စားတာကိုဆွဲတယ်ထိတာကိုဆွဲတယ်မြင်တာကိုဆွဲတယ်မြင်တာဖြစ်ပြီးပြက်တာတွေကိုမသိတော့ဆွဲအားကြီးနေကြတာအာယုံ၅ပါးဟာဖြစ်ပြီးပြက်သွားတယ်ဆွဲနေတဲ့အဆွဲတွေကဥပဒံအဆွဲဖြစ်တော့ကံဖြစ်သွားတယ်ကံဖြစ်တော့ဇာတိသရဏာမရဏရောက်သွားတယ်အာယုံနဲ့စိတ်ရှေ့စိတ် နောက်စိတ်ကို မသိတာတော့ဖြစ်တယ်စက္ကုဆိုတော့အကြည်တက် ကိုယ့်ရဲ့မနောထမာယုံမှာအရေးထင်တဲ့ဟာပေါ့စိတ်ထဲမှာအရေးထင်တာအရေးလို့အကောင်ယူလို့ယောက်ျားမိန်းမပုံကိုတက်တဝါယူလဲလို့တဏှာဥပဒဏ်လို့ဖြစ်ရတာအဲ့တော့အခုကန်ဆိုးနေတယ်ကန်ညံ့နေတယ်ဆိုရင်ဘာလို့ရမလဲပတ်စံနေမုံဘလို့လို့ရမလဲအခုကန်ဆိုးကန်ညံ့နေချက်ချင်းကန်ကောင်းပြီးချက်ချင်းပတ်စံနေအများကြီးရှိလာဖို့ဆိုလို့ရှိရင်ဘာလို့ရမလဲဆိုလို့ရှိရင်ပြောပြမယ်အခုငွေတွေအများကြီးဝင်ဟုတ်ပြီ အခုကံနေဆိုးနေတယ်ချက်ချင်းကံကောင်းဘယ်လိုလုပ်မလဲအခုပတ်စံမရှိဘူးပတ်စံနေအများဝင်အောင်ဘယ်လိုလုပ်မလဲအဲ့ဒါလေးပြောပြမယ်တခါတကမတွေကနေ့စဉ်လူမျိုးစုံနဲ့ထိတွေ့ဆက်ဆံနေရတယ်ဒါကိုပရာဏာနာပညာကံမှာသင်ကြားပေးထားတယ်လူတွေနဲ့နေ့စဉ်ထိတွေ့ဆက်ဆံနေတဲ့အခါမှာအဲ့ဒီလူတွေရှိအဲ့ဒီလူတွေရှိရမကောင်းတဲ့တွေ့တယ်မကောင်းတဲ့ခံစားချက်တွေမကောင်းတဲ့အပြောတွေသူတို့ရဲ့ဆင်းရဲဒုက္ခတွေကံဆိုးကံညာကံခိုက်တွေယောဂါတွေရာကိုယ့်ရဲ့စိတ်နဲ့ခန္ဓာကိုယ်ရဲ့ကိုဓာတ်ကူးလာတယ် အဲ့သူတို့ရှိရပေါ့နော်ယောဂါတွေဆင်းရဲဒုက္ခတွေအစင်မပြေမှုတွေနော်မကောင်းတဲ့တွေမကောင်းတဲ့ခံစားရမကောင်းတဲ့ပြောတွေမကောင်းတဲ့စွန့်ရင်တွေဟာကိုယ့်စီကိုကန်ဆိုးမှုအဖြစ်လွှဲပြောင်းပြီးတော့ကူးဆက်လာတတ်တယ်။ဒါကြောင့်အဲ့ဒါတွေကိုကာကွယ်ရမယ်။ကာကွယ်ဖို့အတွက်ဘာလုပ်လဲဆိုရင်တခါတကမတွေမီးဖို့ကြောင့်မှသုံးတဲ့ငရုတ်သီးရဲ့မီးသွေးရှိရင်ရပြီ။ငရုတ်သီးနဲ့မီးသွေးရှိရင်ကိုယ်ကန်ဆိုးနေချက်ချင်းကန်ကောင်းပတ်စံမရှိရင်ချက်ချင်းပတ်စံတွေအများကြီးဝင်လာအောင်လုပ်လို့ရတယ်။ ရုပ်သီးနဲ့ပင်နံသီးနဲ့ခွဲခြားနားလည်ဖို့လိုတယ်ပင်နံသီးဆိုတာအတောက်သေးသေးလေးပြောတာပင်နံသီးပြောတော့ငရုပ်သီးရုပ်သီးဆိုငရုပ်သီးပွားလေးလေလက်ညိုးလောက်လေးလေရှေလက်မျောလေးတွေအနီရောင်လေးတွေသိတယ်မလားအဲ့ရုပ်သီးပွားနော်လက်ညိုးလောက်အနီရောင်လေးတွေအဲ့ရုပ်သီးတစ်ထောင်ကိုယူလိုက်အညာလေးပါပါစေအဲ့ဒီရုပ်သီးတစ်ထောင်ကိုဦးစင်းတို့အလုပ်လုပ်မယ်အဲ့တော့မီးသွေးနဲ့ငရုပ်သီးကမကောင်းတဲ့ထက်တွေကန်စာတာအညာခိုက်တွေမကောင်းတဲ့စွန်းအင်တွေနော်ဂျိုးဂျိုးဆိုးဂျုံညာဂျုတ်ခိုက်တွေကန်ဆိုးမိုးမောင်တွေလက်ပိတ်ထားတွေကို မကောင်းတဲ့အညာခိုက်တွေကိုထိရောက်စာကာဝယ်ပေးတယ်။နေ့စဉ်လူတွေနဲ့ထိထိဆက်ဆံတဲ့အခါမှာအဲ့လူတွေရှိရကန်ဆိုးကန်ညက်ယောဂပြရီကိုစီကိုကူးဆက်မလာအောင်ကိုစီကိုကန်ဆိုးမူးမောင်မှုနဲ့လွှဲပြောင်းရောက်ရှိမလာအောင်ကာဝယ်ပေးတယ်။အဲ့တော့အငြုတ်သီးအန်ဒီတထောက်ပေါ်အညာပါမယ်။အဲ့ငြုတ်သီးအန်ဒီတောက်ကိုအဲ plastic အိတ်တွေထည့်လိုက်။သိရနော် plastic အိတ်တွေထည့်လိုက်။ plastic အိတ်တွေထည့်မယ်။ပြီးလို့ရှိရင်မီးသွေးကဲတခဲပေါ်အနေတော်ပေါ်အဲ့မီးသွေးကဲတခဲကို နော်အဝိစအန်ဒီနဲ့ထုတ်လိုက်။နော် မိသွေးကအနီကိုအဝိစအနီနဲ့ထုတ်လိုက်ငရုတ်သီးကို plastic plastic ပေါ့နော်အိလေးရောင်းပါတယ် plastic 900 900ရောင်း900တွေပါထည့်ပေးတယ် plastic တွေရှိတယ်ဗျာ plastic အလေးတွေရှိရနော် plastic အကြီးပေါ့အဲ့ plastic အဲ့အကြီးတဲကို plastic အဲ့အကြီးတဲကိုမြုပ်သီးအနီတောင်လေးအညာအညာပါမယ်နော်အညာပါမယ်အဲ့ဒါလေးထည့်ပြီးတော့အဲ့ plastic အလေးနဲ့ပိတ်လိုက် ပြီးရင်မီးသွေးကိုအဝတ်အစအနီနဲ့ပတ်လိုက်ပတ်ပြီးတဲ့အခါမှာအဲ့မီးသေးအဝတ်အစအနီနဲ့ပတ်ထားတဲ့မီးသွေးရယ် plastic အိတ်တဲထည့်ထားတဲ့ငရုတ်သီးလေးရယ် နော်အဲ့နှစ်ခုကိုပူပြီးတော့တကာကမားတွေကိုယ့်ရဲ့အိတ်ကက်ထဲလွယ်အိတ်ထဲပတ်စံထဲကို ကိုယ်နဲ့မကွာဆောင်းထားနော်မြုပ်သီးအနီတောင်လေးအညာပါမယ်အဲ့ဒါလေးကို plastic အိတ်ထဲထည့်ပြီးလို့ရှိရင်မိသွေးတခဲပေါ့အလောတော်ပေါ့နော်မိသွေးတခဲအလောတော်ကိုအဝိစာအနီနဲ့ပတ်ထုတ်ပတ်ထုတ်ပြီးတော့အဲ့မြုပ်သီးအနီလေးရဲ့အဲ့မိသွေးကလေးရဲ့အဲ့နှစ်ခုကိုပူကိုပြီးတော့ကိုယ့်ရဲ့ပတ်စံအိတ်ထဲကိုယ့်ရဲ့အိတ်ကက်ထဲကိုသွားလျာဆောင်းပါ အဲ့ဒါကိုယ့်ရဲ့ကံလက်ဆိုတော့လက်လက်ရှိမှာကိုယ့်ရဲ့ကံဆိုးကံညံ့ကံခိုက်တွေမကောင်းတဲ့အရာတွေအားလုံးကို तू ကာဝယ်ပြီးတော့ချက်ချင်းကံကားအောင်ချက်ချင်းငွေတွေဝင်လာအောင်ငွေတွေအများကြီးရှိအောင်ချမ်းသာကြေဝလာအောင် तू ကလှုပ်ဆောင်ပေးပါလိမ့်မယ်ဒါဟာအနောက်တိုင်းမှာအင်မတန်မအောင်ရေပန်းစားပြီးတော့ပေါက်နေတဲ့မော်ပညာတစ်ခုဖြစ်ပါတယ်လှုပ်ကြည့်ပါလှုပ်ကြည့်ပြီးမှကောင်းတယ်ဆိုလို့ရှိရင်ကိုပတ်ဝန်းကျင်ရသူတွေကိုလည်းပူကြီးဆောက်ရှောက်လိုက်ပါကိုလည်းအစဉ်ပြေတလောကောင်လည်းအစဉ်ပြေလောကကြီးတရားချမ်းပြေနေရင် ကိုကုသူတွေရတာပေါ့နော်အဲကုသူကံကုဆိုကနေတကာတကာမတွေနော်အစင်ပြေသွားပြီငွေတွေဝင်လာပြီကံကောင်းသွားပြီချမ်းသာလာပြီပျော်ရွှင်လာပြီဆိုရင်ကံကုဆိုကနေညာကုဆိုကိုတလန်းပါလို့ဥစဉ်ပြောချင်ပါတယ်နော်အခုကံဆိုးနေတယ်ကံချက်ချင်းကောင်းဘယ်လိုလုပ်မလဲအခုငွေပတ်စံနေမရှိဘူးငွေတွေလိုအပ်နေတယ်ပတ်စံနေအများကြီးဝင်လာကိုကိုကပတ်စံနေပဲစိတ်ချမ်းသာအောင်ဘယ်လိုလုပ်မလဲလွဲပါတယ်နော် အဲ့ညုတ်သီးအနီတောင်လေးကို press eight တဲ့ထက်မိသွေးကတခဲကိုအဝိစာနီနဲ့ပတ်ထုတ်ထုတ်ပြီးတော့အဲ့နှစ်ခုကိုပူပူပြီးတော့ပစံ eight တဲ့ကိုအိတ်ကက်ထက်ကိုသွားလေရတာယူဆောင်သွားပါအဆောင်ဖြစ်နေဆောင်သွားပါကန်ဆိုးကနေချက်ချင်းကန်ကောင်းပြီးတော့ပစံမရှိရနဲ့ပစံနေအများကြီးဝင်လာတာကိုအန်အော်ထူးဆန်းဖို့ကောင်းလောက်အောင်မြဝါထင်ထင် ကိုတွေးတွေးကြုံခံစားပါလိမ့်မယ်လို့ပြောရင်းနဲ့ပဲနှုတ်ဆက်လိုက်ပါတယ်အားလုံးကန်လဲကောင်းကြပါစေလက်ရှိရရှိထားတဲ့ရုံဏနှစ်ပါး ကျမ်းပါပါစေချမ်းသာပါစေနော်တိုက်အင်ကြီးကောင်းကောင်းကားကောင်းကောင်းနေနိုင်စီးနိုင်ပါစေပတ်စံနေလူပေးရမကုန်လူရမကန်းသုံးနိုင်ပါစေကိုချစ်ခင်တဲ့သူတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေရပြီးတော့ဘဝမှာနော်ပျော်ရွှင်သွားနဲ့ဖြတ်သန်းနိုင်ပြီးတော့ညံကောင်းပြီးတော့နောက်စိတ်လေးမှာသတိလေးရှိပြီးတော့နော်စင်ရဒုက္ခငိမ့်ညာနိဗ္ဗာန်ချမ်းသာကိုရောက်နိုင်ရနိုင်ကြပါစေလို့ဆုတောင်းမြတ်တာပို့သလိုက်ပါတယ်နော်အခုညီနဲ့မလားဖះပုံတော်လေးကို အဖျားပုံတော်လေးကိုမြင်တာရှေးစိတ်မနှောမှာအာဒါဖျားပဲလို့သိလိုက်တာနောက်စိတ်ရှေးစိတ်နောက်စိတ်နောက်စိတ်မှာသတိထားသတိရဉာဏ်ကုစုနော်သတိမရှိရင်ကံကုစုဖြစ်သွားမယ်ဟုတ်ပြီတော့ကဲအားလုံးဒီကောင်းလေးပဲအဆုံးသတ်လိုက်ပါတယ်အာယုနောဒုက္ခံပလံတက်ရှိချမ်းမှာစိတ်ချမ်းသာလူဝါဆန္ဒပြေပါစီသာဓုသာဓုသာဓု